တရေတရှိမိတ်ဆွေညီကောင်မောင်နှမများအားလုံးပဲမင်္ဂလာပါကျွန်တော်မနေ့ကဒီအထီးကိနှလုံးတင်ပြထားပြီးဖြစ်ပါတယ်ဗောနော်ဒီကိနှလုံးဒီတုံများတုံများလေးတိရှင်းလျှောက်ခွန်လျှောက်တုံများလျှောက်ကနေစားပြီးတော့ပြပေးထားရှင်းဖြစ်ပါတယ်ဗောနော်โอเคကျွန်တော်ဒီဆက်တဲ့ချိန်မှာဆိုရင်တွင်ဤအရာကတော့ခွန်ကိုကီးဖြစ်ပါတယ်ဗောနော်ဒီခွန်ကိုကီးက20နံပါတ်1ဖြစ်ပါတယ် ။ Okay ဒီနေ့မှာတော့ကျွန်တော်တို့နောက်ထပ်အထူးကိနှလုံးပေါ့နော်။20နံပါတ်နှစ်ကို ထပ်ပြီးတော့ဈေးလာကြည့်မယ်ပေါ့နော်။ okay နံပါတ်ကတော့30 7တက်နှစ်ကနေစာပြပြပေးထားတာပေါ့နော်နံပါတ်3ကနေတော့ကျွန်တော်မပြတော့ဘူးပေါ့နော်ဒီ7တက်အထိကိမှာတုံများလေးတည်ဆိုတဲ့အတွက်တိကအပိဖြစ်ပါတယ်နောက်ထပ်7တက်အထိကိပဲဖြစ်ပါတယ်ပေါ့နော်ရှင်းရှောက်ခွန်ဆိုတဲ့အတွက်ရှစ်ကအထိ ခွန်တုံမြကီမှာရှောက်တုံမြရှောက်တုံမြကအလေကိုနီကီမှာရှောက်ရှောက်နိနိကအပိရှောက်ကိုကီမှာတော့ရှောက်ရှောက်ငါဆိုတဲ့အတွက်ရှောက်ကကျွန်တော်ထိတ်စီနဲ့အလေထိုင်ဖြစ်တယ်ဗောနော်သုံးရှောက်အထီကီမှာရှောက်တလုံးကိုရှောက်နိဖြစ်ပါတယ်ခွန်တုံမြကီမှာတုံမြလေးလေးတုံမြကထိတ်စီဖြစ်ပါတယ်နင်းငါကီမှာတော့နင်းနေတိနေတိထိတ်စီနဲ့အလေဗောနော်သုံးရှောက်ကီမှာ၈၄၃၃ကအပိတ် နောက်ထပ်တုံများတုံးကီမှာတော့အရှင်းရှောက်တုံးတုံးကအပိတ်ဖြစ်ပါတယ်။ Okay နံပါတ်20မှာတော့ခွန်တုံများကီမှာနှစ်တုံများကိုခွန်တုံများကီပဲပေါ့နော်ခွန်ခွန်ကိုခွန်တလုံးနောက်ထပ်ခွန်တုံများကီမှာခွန်တုံများတုံများဆိုတော့ဒီမှာတော့ကီနှလုံးပေါ့နော်ခွန်တုံများကီလေးပင်လေးချိန်ဆက်တိုက်ဖြစ်ပါတယ်ခွန်နှစ်တလုံးတုံးခွန်ခွန်တစ်လေးမှာတော့အရှိကိုလေးလေးအပိတ် 3ချောက်ကြီးမှာ5ချောက်3ဆိုတဲ့အတွက်3969ပေါ့နော်ပြီးရင်9ရှစ်အထီးကီမှာတော့6ရှစ်ခွန်ဆိုတဲ့အတွက်ရှစ်ကအလေထင်းဖြစ်ပါတယ်။ခွန်3များကီမှာတော့နိနိခွန်ဆိုတဲ့အတွက်ခုနှစ်ကအပိတ်ဖြစ်ပါတယ်။20နဲ့ခုနှစ်ကြိမ်ရှိပြီပေါ့နော်။ Okay ထပ်ပြီးတော့နိနိခွန်ပြီးတော့3ရှစ်ရှစ်ဖြစ်ပါတယ်။3ရှောင်းအထီးကီဖြစ်ပါတယ်ပေါ့နော်။3ရှစ်ရှစ်ဆိုတဲ့အတွက်3ဒီထိစီဖြစ်ပါတယ်။ တုံညာ3ကိမှာ3တုံညာ9ဆိုတဲ့အတွက်တုံညာ9 3ကိုပေါ့နော်ဒီ3ကအနှစ်တပင်ကိုတော့ကျွန်တော်အတူတူလေ့လာကြည့်မယ်ပေါ့နော်โอเคกี้นะลงปิ่นชีဖြစ်ပါတယ်โอเคကျွန်တော်တွေ့ရ20ကိုလေးလာကြည့်အောင်လားခင်ဗျာโอเคဒါကတော့အထီးကိနှလုံးတွေ့တဲ့နည်းဖြစ်ပါတယ်ဒီ6 6လေးကနေ963တပင်ကိုကျွန်တော်အတူတူလေးလာကြည့်မယ်ပေါ့เนาะ ဒီရှစ်က3ချိန်24 98ပေါင်းရှင်းဆက်နေဖြစ်ပါတယ်နေပဲကြည့်မယ်ပေါ့နော်ဒီ9ချိန်က78ဖြစ်ပါတယ်၄3လီက7ဆိုတော့98ပေါင်းရှင်း3ညာပေါ့နော်၄၄လီ76 53ပေါင်းရှင်း8 8 8 9ပေါင်း79ဆိုတော့နေနဲ့ဒီရှင်းနဲ့က10 6နဲ့9ပေါင်းရှင်း73ရတယ်ပေါ့နော်ဒါကြောင့်မို့အဲ့ဒီ3ကို3နဲ့ထပ်ပေါင်းတော့ပေါင်းရှင်း6 363အထိကိမှာ963ဖြစ်ပါတယ်963ဆိုတဲ့အတွက်ကြောင့်မို့အထိကိ693ကိုဘာလို့အလယ်နဲ့အပိတ်နေရမှာဖြစ်ပါတယ်ခင်ဗျာโอเคဒီနေ့အတိုင်းပဲ963ကနေထပ်ပြီးလေ့လာကြည့်မယ်ဗောနောအဲ့ဒီမှာခွန်ဒီ၄ချိန်ဖြစ်တတ်မယ်ဗောနောဒီဘက်က3ချိန်ဒီဘက်က3ချိန်ဆိုတော့ခွန်လေးလီ28 ရှောင်းနာကျင်စနစ်3 3 4 4ဆိုတော့9နဲ့ဒီနှစ်နဲ့ပေါင်းလာဆိုရင်7တိရတယ်ပေါ့နော်နှစ်က4ကျင်ဆိုတဲ့အတွက်နှစ်လေးဒီဒီ8 9နဲ့နှစ်ခွန်ပေါင်း9နဲ့9ပေါင်းလာ78 4ခွန်7တိ9ပေါင်း30ဆိုတဲ့အတွက်အဲဒီမှာ8က3ကျင်24 25ရမယ်ပေါ့နော်25ဆိုတဲ့အတွက်အဲ့ဒီ9ကို3နဲ့ထပ်ပေါင်းမှာပေါ့နော် ရှင်ငါးကိုသုံးပေါင်းတော့ရှင်ငါးရှင်အတ္တိကီရမယ်ပေါ့နော်နောက်ထပ်တစ်ပြေမှာ6ရှင်ခွန်ဖြစ်ပါတယ်ဒါကြောင့်မို့အတ္တိကီရှစ်ကအလေထိုင်နေရာကဖြစ်ပါတယ်ငါးရှင်ထဲကရှင်6ရှင်ခွန်ပေါ့နော်ကို3လီ20ခွန်ခွန်နဲ့6ပေါင်းရှင်73ပေါ့နော်ခွန်3လီဒီ27တင်းနဲ့ဒီ6နဲ့ပေါင်းတော့ခွန်ဖြစ်ပါတယ်6လေးဒီ20နဲ့လေခွန်6ပေါင်းတာ73တိကူပေါင်းချင်း30ဖြစ်ပါတယ်ဒါဆိုရင် 3340433ပေါင်းရှင်း900ရည်အတွက်ကြောင့်မို့ခွန်ကို3ပေါင်းရှင်း3ည9 3ကီမှာနိနစ်ခွန်ဖြစ်ပါတယ်အထီးကြီး9တလုံးအပိတ်နေရာကဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်တပြင်ပါနော်ဒီချောင်း3ဒီဒီ17ဖြစ်ပါတယ်ရှစ်ကိုဒီနိနစ်ပေါင်းရင်30ပေါ့နော်ခွန်တုံးလေး97တိတိတင်းနဲ့၄ပေါင်းရှင်း၅ပေါ့နော်၅၅လီက20နဲ့၅ ငါးလေးကိုကိုးနေနေပေါင်းတာစတိလေးလေးရှိရှိကိုစခွန်ငါးငါးပေါင်းတစ်စိတ်တခွန်ပေါင်းရှင်းရှိရတဲ့အတွက်ကြောင့်မို့အဲ့ဒီရှိကို၃ပေါင်းတာဆိုရင်စတိရှိတဲ့အထိကိမှာ၃ရှိရှိဖြစ်ပါတယ်။ Okay အဲ့ဒီမှာတော့ရှိတလုံးအလေနဲ့အပိတ်ဖြစ်ပါတယ်ခင်ဗျာ။၃၈၈ကနေနောက်ထပ်တစ်ပြင်ကိုကျွန်တော်ထပ်ပြီးတူတူလေ့လာကြည့်မယ်ပေါ့နော် အဲ့ဒီမှာဆိုရင်3က3ကြိမ်ဆိုတော့3 3 4 6ကိုနဲ့ဒီမြင့်နဲ့က7ဖြစ်ပါတယ်8ကဒီမှာ9ကြိမ်ဖြစ်သွားမယ်ဗောနော်ရှင်ကားလေး40ရှောင်းလေးဒီက20နဲ့4ရှောင်းခွန်8တေကိုပေါင်း30ခုနှစ်တလုံးရမယ်ဗောနော်ဒါဆိုရင်48စနစ်နင်းနဲ့တေပေါင်း3 3ပေါင်း30ဖြစ်ပါတယ်အဲ့ဆိုရင်3ညကို3ပေါင်းတော့3 3ည3ကီးမှာ3 3ည6ဆိုတဲ့အတွက် ုံမြောက်သုံးကုန်းထိတ်စီနဲ့အလဲထိန်နေရာမှာဖြစ်ပါတယ်ခင်ဗျာဒီနှလုံးစလုံးခြာပေးသွားတယ်ဗောနော်ဒါဆိုရင်ဒီမှာ3 3နဲ့ဒီနှစ်ပေါင်းရှင်5ဖြစ်မယ်ဗောနော်ကိုက3ချိန်ဆိုတဲ့အတွက်29ခွန်လေးဒီ20နဲ့8 9 6 9 9 98 85ပေါင်း73ခွန်30 86 4 5ပေါင်း900ရတဲ့အတွက် ကိုကိုသုံးပါနာဆိုရင်ဆက်နှစ်ကိုနှစ်အထီးကြီးဖြစ်မယ်ပေါ့နော်၃၅နှစ်ဆိုတဲ့အတွက်ကြောင့်မို့အထီးကြီးနှစ်တလုံးအပိတ်နေရာကဖြစ်ပါတယ်โอเคဆက်တဲ့ချိန်အတွက်တပီးလေလာ ကြည့်အောင်လားခင်ဗျာ93029ခွန်းနဲ့5ပေါင်းစနစ်ဖြစ်ပါတယ်နှစ်က3ချိန်6 9ချိန်30ပေါ့နော်3ည4ချိန်3ည3 4ခွန်း10ပေါင်းတာရှိ3ခွန်း36 နေ့ရှိတဲ့ဆောက်ကိုပေါင်းတာ15ရာတဲ့အတွက်ကြောင့်မို့ငါးကို3ပေါင်းရှင်းရှင်း58ကီဖြစ်မယ်ခင်ဗျာဒါကျွန်တော်တန်းကြီးအရာပါနော်โอเคကျွန်တော်ထပ်ပြီးတော့ဒီဘက်မှာတူမတူညီကြအောင်ပါနော်3လျှောက်အထီးကီမှာ963ဖြစ်ပါတယ်ဒီမှာပါနော်3လျှောက်အထီးကီမှာ963 58ကီမှာ68ခွန်58ကီမှာ68ခွန်ခွန်3များမှာ2 2ခွန် ခွန်တုံမြောက်မှာနင်းနေခွန်ပြီးတော့ဒီတော့ဒီမှာ3 6ကီမှာ3 8ရှစ်ဖြစ်ပါတယ်ဗောနော်ဒီမှာတော့ကျွန်တော်3 6 8တဖြစ်နေတယ်ဗောနော်ကျွန်တော်ဒီမှာ9က4ကြိမ်ဖြစ်မယ်ဗောနော်9လေးဒီ20ကို9 9 25ဆိုပြီး ဖြစ်သွားတယ်ဗောနော်ဆိုတော့ကျွန်တော်ဒီမှာ9နဲ့9ငါတေ6 6ခုံပေါင်း73ဖြစ်မယ်ဗောနော်3ခု3ပေါင်း6 3 6ထိကိမှာ388ဖြစ်ပါတယ်ပြီးရင် 3ယောက်ကြီးမှာ3ရှိရှိပေါ့နော်ပြီးရင်တုံများ3ကြီးဖြစ်ပါတယ်တုံများ3ကြီးမှာ3တုံများ9ပြီးတော့9နှစ်ကြီးမှာ3ငါးနှစ်ဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာတော့9နှစ်ကြီးပေါ့နော်9နှစ်ကြီးမှာ3ငါးနှစ်နှစ်ကအပိတ်ဖြစ်ပါတယ်โอเคဆက်တဲ့ချိန်မှာတော့ကျွန်တော်ဒီ20အရာပေါ့နော်9ရှိကြီးဖြစ်ပါတယ်ခင်ဗျာ ရှစ်ကီဖြစ်ပါတယ်ဗောနော်ဒါဆိုရင်ကျွန်တော်ခုနကကျွန်တော်အရှိယဗီဒီယိုမှာတင်ပြထားတဲ့ taste ဒီကီနှလုံးဗောနော်ကီနှလုံးက20နံပါတ်2ကခွန်ကိုကီဗောနော်ယခု20နံပါတ်2ကငါရှစ်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ခွန်ကိုရဲ့ငါရှစ်ရဲ့ကိုကီတွဲမှာဖြစ်ပါတယ်ဒါဆိုရင်ဒီခွန်ကအတွဲတွဲဖြစ်မယ်ဗောနော်ပြီးရင်ခွန်ချစ် ခွန်ငါခွန်ရှိကိုငါကိုရှိဆိုပြီးတော့ဒီဆက်တဲ့ချိန်မှာ အတွဲလေးတွဲရတာဖြစ်ပါတယ်။ Okay ဒီအတွဲလေးတွဲကိုကျွန်တော်တို့သုံးလုံးပေါင်းခြင်းပြိနဲ့ညီလိုက်ရင်ရပြီဖြစ်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတော့အနောက်နှလုံးပေါင်းခြင်းပြိ20ကိုလည်းတင်ပြသွားပါဦးမယ်ပေါ့နော်။ဒါဒီဆက်တဲ့ချိန်အတွက်20အရာပြန်လည်များဦးရှင်းတာဖြစ်ပါတယ်ဗီဒီယိုကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ